ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှလည်းဘလူးဇလန်းလေးကိုတင်ဆက်ပေးမယ်ဆိုတော့ပရိသတ်များကအားပေးနားဆင်ပေးကြပါအောင်ရှင်။ဇလန်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်ဇလန်းလေးကိုဆက်လိုက်တော့မယ်နော်။ရွှေလန်းဘိုးဟာဘိုးချုပ်အကြီးမှုအဖြစ်နဲ့တောင်ငူစစ်ကြောကိုအုပ်ချုပ်၍တောင်ငူမျိုးအင်္ဂလိပ်နယ်ချဲ့လက်သို့မကြရအောင် အသေးကြီးခုခံတိုက်ခိုက်နေစဉ်ကင်းဝင်မင်းကြီးထံမှရောက်လာတဲ့ကျေးနန်းစာကိုတိုက်ဖို့တိုက်ဖက် မြို့တဝင်ကြီးကဖတ်ပြလိုက်ပါတယ်။ရွှေလံဘို့ဘို့ချုပ်တောင်ကိုစစ်ကြောင်းတဆောင်မိုးလားဆုပ်ရှေ့ရနေကအရှင်နှပါပါတော်မူပြီးအထက်မြမနိုင်ငံတော်ပါဖီတီရှာတို့တင်းပိုက်ပြီးဖြစ်ပါပြီးတက်မတော်ကအမြန်ရောက်ခဲ့လို့ပါကြောင်းဘာရီတော်ကင်းဝင်ကျေးနန်းစာဖတ်တန်းဆုံးတဲ့အခါ မင်းကြီးပူချုပ်ရွှေလန်အသားများဆက်ဆက်သုံးသွားခဲ့ပါတယ်အရှင်နှပါတို့ပါတော်မူပြီးအထက်မြမနိုင်ငံကိုသိမ့်မိုက်ပြီးပြီတဲ့သူတို့တက်ခေါက်ပြီးပြန်ခဲ့မှုအတွင်းတော်ကအမိတ်ပေးနေပြီလေသူအကြီးအကျယ်ပောက်ခွဲခဲ့ပါတယ်အရှင်နှပါကိုဒီလိုကြက်ကလေးငှက်ကလေးဖမ်းသလိုဖမ်းလို့ရအောင်နန်းတော်တွေကမတိုက်ကြဘူးလားမခုခံကြဘူးလားအဲ့ဒီလောက်ညံ့ရသလားသူမရှိလို့ပေါ့သူသာအနည်းမှရှိနေရင်အရှင်နှပါကိုအသက်လွတ်အပါမခံဘူး သူ့သွေးမြေကြပြီးမှအပခံပါမည်။အဲဒီနောက်ရွှေလန်ပုံနဲ့မြို့သားဝင်ကြီးတို့အချိန်နဲ့ရရက်ကိုညှိနှိုင်းတိုင်ပင်ကြပါရင်ပင်ကြီးရွှေလန်ပုံကအခိုင်မှာအထိတ်ထန်ချလိုက်ပါရင် တိုင်းတစ်ပါးသားလက်အောက်ကိုရောက်နေရတာထက်သေဒီတီခုကတိုက်ခိုက်ရင် သူ့ရဲကောင်းစစ်တီဘွားနဲ့အသက်ဆွန့်ရတာကမြန်မာသွေးပြီးသားတာလို့ဒီလိုဆုံးဖြတ်ချက်ချပြီးတောင်ငုံမနေ၍မြို့ကိုဝိုင်းထားတဲ့အင်္ဂလိပ်နေချက်စစ်တပ်ကို အယိုးကြည်ကြည်အရေးခံခံစိတ်တက်နဲ့တိုက်ခတ်ကြပြန်ပါတယ်အဲ့ဒီချိန်မှာပဲတေနဝင်ကြီးသရိုးသူတမမဟာတက်တော်ရှိလေကားမျိုးစားထံမှဒုတိယမြောက်ချင်းနှက်စာရောက်ရှိလာခဲ့ရပြန်ပါတယ်ရွှေလံဘိုးကောလင်းမျိုးစားမင်းကြီးမဟာမင်းကောင်တော်ရထတောင်ကူကျောင်းဘိုးချိုးအဖြစ်ခန့်ချင်းခံရ၍တာဝန်များကိုထမ်းဆောင်နေရပါတယ်အခုအခါအရှင်နှပါပါတော်မူရောမကတနိုင်ကလုံး ဘီးရီရှောက်လက်အောက်မှာရောက်ရှိနေပါဖြစ်ပါ၍ဆက်လက်တိုက်ခတ်ရန်လုံးဝမလိုတော့ဤကျင်းနှံစာရတာနဲ့ချက်ချင်းတက်မတော်များရုပ်သွင်း၍ပြန်ခဲ့ရမည်ဒုတိယကျင်းနှံစာလက်ဝယ်ရောက်ရှိရနဲ့မျိုးတင်မျိုးစားကမင်းပြမင်းလွယ်ဖြစ်သွားခဲ့ပြီမို့အိမ်သူအိမ်သားများဘဝလုံခြုံရေးကိုအဓိကစဉ်းစားရအကြံပြုပါတယ်ရွှေလန်ဘဝတည်တဲ့ဘဝတိုင်အောင်ပြန်တိုက်ပြီး အမျိုးသားရေနေချက်စန့်ခြင်းကိုရှေ့ချွေး ူချန်နေခဲ့မယ်လို့ဆိုတယ်။မျိုးသူမျိုးသားအောင်ပြန်လို့ပြန်မှာကဆိုလိုက်ပါတယ်။အဲ့ဒါနဲ့မျိုးသက်မျိုးသားလည်းတွားသူလာသူတိုက်ဖက်သူဘွားမို့မပြန်လို့တော့ဘိုးချုပ်နဲ့အတူတေသူရှင်မကတိုက်ပွဲဝင်တော့မီဆိုပြီးတစ္ဆာရှိတဲ့သွေးတောက်ရဲပေါ်များနဲ့အဲ့ဒီနေညမှာပဲမီးလဲများစင်က အင်္ဂလိပ်တပ်စခန်းများသို့ကောက်ရုံမှုလဲများလိမ့်ချပြီးတိုက်ပွဲဝင်ကြပါတယ်။အဲ့ဒီညကတိုင်းပြည်နယ်လူမျိုးအတွက် မျိုးချစ်တက်မတော်သား၅ဦးရန်သူဆက်တနတ်မှန်၍ကြာဆုံးခဲ့ရပါတယ်။အင်္ဂလိပ်လက်နက်တိုက်လည်းမီးလောင်ပောက်ခွဲခဲ့ပါတယ်။နောက်ဆုံးတတိယကြိမ်ကျင်းနန်းဝင်လာခဲ့ပါတယ်။ကျင်းနန်းစာမှာတက်မတော်များတင်၍ပြန်လာခြင်းမပြုပါက တပုံဟု၍ဝမ်းနည်းစွာတက်မှတ်မည်ဖြစ်ကြောင်းမဟာတတ်တော်ရှင်မင်းကြီးဦးကောင်းကကျင်းနန်းရလိုက်လီပါတယ်။မာယူနရွက်ကဖားလေကွေးနဲ့စစ်မြေပြင်မှာပြန်လာသည့်ဖြစ်၍စင်တော်ပေါ်မှာထားလိုက်လာတော့လေ မင်းကြီးပို့ချုပ်ရွှေလန်ဘိုးတကူလုံးဟာဖုံချွေးတို့နဲ့ပေချံညစ်ပင်နေပါတယ်။စင်ပေါ်မှာသူ့လွားကလေးခုံစင်လိုက်တာနဲ့မျက်နှာဖြူရရှိများနဲ့ကင်းဝင်မင်းကြီးကိုပါအစင်းလန်ဝါစာပြစ်ချင်တဲ့မျက်လုံးစုံနဲ့စူးစိုက်လက်ပတ်ကြည့်နေပါတယ်။ကင်းဝင်မင်းကြီးကရွှေလန်ဘိုးရဲ့အပြုတ်မှုကြည့်ပြီးမနစ်ချက်တလို့ရှိနေပါတယ်။မျက်နှာဖြူစစ်သားများလည်းလက်နက်ကိုစီနဲ့ဝိုင်းချိန်ထားကြပါတယ်။အဲ့ဒီမှာကင်းဝင်မင်းကြီးကအမိန့်စာတစ်စောင်ကို ချက်ချင်းဖက်ပြလိုက်ပါတယ်။ဗိုလ်ချုပ်ပရင်တာက အမိန်နဲ့ရွှေလန်ဖို့အောင်အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရသိမ်းပိုက်ပြီးတဲ့အချိန်နှစ်လနဲ့ဆက်ရှိရတတိလက်နက်မချပဲပြန်လည်ခုခံတိုက်ခတ်ခဲ့မှုတောင်ငူစစ်ကြောင်းမှမေဂျာဖို့ရဲ့လက်နက်တိုင်းမီးလောင်ဆုံးရှုံးခဲ့ရတဲ့ပြစ်မှုတို့အတွက်ရခိုင်ပြည်နယ်စစ်တွေတို့အင်သားတစ်ခုလုံးတွားရောက်နေထိုင်ရမည်စောရကတက်ဆရာမရှိသောတက်ချက်လိုအမိန်ဘိုးချုပ်ပရင်တာကအမိန့်စာဆုံးတော့က သူကထိမထင်သလိုဂရုမစိုက်သလိုလုပ်၍ပြုံး၍ပြလိုက်ပါသေးရဲ့။အဲ့ဒါနဲ့မင်းကြီးဘူချုပ်ရွှေလန်ဘူနဲ့ဇနီးလေးဦးဖြစ်တဲ့ခင်လုံးမေခင်တူခင်ဖုံးနဲ့မင်းမြထိတ်ကောင်မင်းသမီးကလေးထထအပါဝင်တာသမီးများအားလုံးတို့ကစစ်တွေနဲ့ -30 ကျော်ဝေးတဲ့ကြက်ကိုင်းတန်တို့ဗီတိရှဆိုရကလဲနေတာပို့လိုက်ပါရင်အဲ့ဒီချိန်တိုင်တာဖို့ဖို့တိုင်တာမင်းကြီးကကတက်တို့အပုတ်ခံရပါတယ်မင်းနုံမီတရားကြီးရဲ့ ချက်မညီသောစင်ဖြူမရှင်မိဖုရားကြီးနဲ့တမိတော်ထိတ်ဆုမိဖုရားကြီးတို့ကထဝယ်သို့ပို့ထားကြရပါတယ်။လှေသိမ်းအသွင်ဝင်မင်းကကာလကတာသို့ရောက်ခဲ့ရပါတယ်။ကြောက်ကိုင်းတန်းမှာမှန်ပရင်အပြည့်ပါတဲ့အိမ်ကြီးကြီးပိုတဲမှာသူတို့မိသားစုကို နေရာချပေးပါတယ်။တရွာလုံးမှလည်းဒီပိုတဲတာလင်းအကောင်းဆုံးအင်အားဖြစ်ပါတယ်။ဘိုးချုပ်ရွှေလန်ဘိုးတို့ကိုအကျယ်ချုပ်ချထားရနေရာက ရွာသူရွာသားအိမ်များနဲ့မင်းမွေးမှာရှိပါတယ်။ ရခိုင်ရွာသူရွာသားများကမြမသူရဲ့ကောင်စစ်ဘို့ချုပ်အကြောင်းကို ကြားဖို့ဖြစ်၍အလွန်လေးစားကြပါသည်မှလန်းမကမှနေ၍လည်းအမြဲတမ်းအကဲခတ်နေကြပါသည်အနည်းတို့မူမိသူများမကတ်ရဲကြပေအကြောင်းကလက်နက်ကင်ကလာစစ်ပါရီတက်တာစေဦးအဆောင်ချထားကြဖြစ်ပါသည်မျိုးနဲ့လည်းဝေးရွာနဲ့လည်းလမ်းပေါ်နေစဉ်ညစဉ်လာရအောင်မှမင်းကြီးတို့ဘိုးတဲကလေးကပြက်ဝုတ်၍ထီးချန်နေပါသည်ရွှေလံဘိုးကအလွမ်းစိတ်ပေါ်လာတိုင်း ဝရန်တာမှာရက်၍ရွှေ့ပြီးတော့နေပြီးတော့ကိုဒတိယနေမိပါတယ်။အရှင်နှစ်ပါးပါတော်မူပုံကိုမျက်စီထဲမှာမြင်ကြည့်ပါတယ်။ရွှေရဆုလေးမုန်းချုံများနဲ့ခန့်냐ထဲဝါလာတဲ့မန္တလေးရွှေနှံတော်ကြီးကိုဒတိယနေပါတယ်။နားထဲမှာတော့မင်းထွက်စီမင်းဝင်စီတော်ရံများကိုကြားနေမိပါတယ်။ကင်းဝင်မကြီးဦးကောင်းနဲ့တိုင်းတာဘိုးဘိုးတို့ရဲ့ဘဝပုံရင်မာနပုံရင်များကိုတတိယနေမိပါတယ်။ရန်နာမောင်မောင်တို့တကုတ်ထွားစဉ်က ရက်ဆက်ပုံများနဲ့သူ့ကျမအာကုတို့ကသူ့ကိုဖိစီးပြီးအကျဉ်းချခံရစဉ်သူ့ကိုသူကတ်ချင်းနဲ့ထိုးတက်အဆုံးစင်သေးသွားတဲ့ကတ်ကျမတုပ်လက်ပုံရိပ်များမြင်အောင်နေမိပါတယ်။အဲဒီနောက်အပြုတ်လူပြိုဘွားကအခုလက်ရှိပထမမယားခင်လုံးမေကို လူပြိုလက်ပုံထမ်းရင်မူပြီးခင်ထူးနဲ့မောင်းရမိပုံခင်ထူးနမခင်ပုံကိုတန်ရောစင်စိမ့်နဲ့တနာပြီးလက်ထက်ခဲ့ပုံရခိုင်ဆက်တွေကိုအပုတ်ခံရစဉ်တင်းမောပေါ်မှာ မေဟာစီခင်လုံးမီကအတူပါလာတဲ့မင်းမြင့်ထိတ်ကောင်းမင်းသမီးထထနဲ့တဘောသားကြီးစွာလက်ဆက်ပေးခဲ့ပုံအတွင်းမြင့်များကတတိတရံကြီး ပေါ်လာခဲ့ပါတယ်။မင်းကြီးရွှေလန်ဖို့တို့ဤပိုတဲကြီးရောက်၍ဆယ်ရဲမြောက်တဲ့အခါမှာတော့ဒီအင်ကြီးမှထူးဆန်းအံ့ဩဖွယ်ခြောက်ခြားစရာ ဖြစ်ရဆမ်းများကိုတဲထည့်ရင်ဖို့ဖွယ်ကြုံကြပါတယ်။တနေ့ဘိုးချုပ်ရွှေလန်ဖို့နဲ့ဇနီးလေးဦးသားသမီးကိုဦးတို့နဲ့အိမ်ဖော်များငုတ်တုတ်ထိုင်နေစဉ်ဦးကောင်းပြက်နေရဲ့ ကာဝင်ဖြူ၊ပေါင်တန့်ဖြူ၊ဓောက်ပနတ်ဖြူ၊စင်တူဝစ်စင်ထားတဲ့အင်္ဂလိပ်မျက်နှာဖြူဘိုးမသုံးတို့ကသူတို့ရဲ့မျက်စိရှေ့မှောက်မှာမယက်မနာသချင်းဆိုတဲ့နဲ့ကနေရဲ့အန်းစရာမြင်ကွင်းပဲဖြစ်ပါလေ။ခါတိုင်းညများကဒီမျက်နှာဖြူမှာ၃ယောက်၊ဒီအိမ်ကြီးမှာမရှိ၊ဒီနေ့ညကျမှာဦးကောင်းမပါပဲကိုလုံးကြီးခြေထောက်နဲ့ကနေမှသိနေရတဲ့အခါဒါ၁၆နှစ်မှသိကြရပြီးအလုံးလန့်ဖြန့်အော်ဟင့်ကိုကြပါလေ။ လူကြီးများလည်းကြောင်းလန့်ကြောင်းအော်ဟစ်ကြပါတယ်။ကလေးများကလည်းကြောင်းလန့်ငိုရကမိခင်များကိုပွေးဖက်မျက်နှာဝှက်ယူထားကြပါတယ်။မိသူများရဲ့ရဲ့မကြည့်ရဲ့ဇနီးတဲ့လေးဦးကခေါင်းမပါတဲ့ဘုံမတစေ၃ယောက်၆လန့်နေအကြောင်းခင်မုန်းတဲ့ဘိုးချုပ်ရွှေလန့်ပုတ်ကို အော်ဟစ်ပြောကြပါတယ်။အိမ်ပေါ်များကလည်းကြက်သိန်းထဝဲမြင်ခွင်းကြောင့်အရေးပပါလို့အော်ပြီးအိမ်အပြင်သို့ထွက်ပြေးကြပါတယ်။အဲဒီနောက်ဇနီးတဲ့လေးဦးက တာသမီကိုဦးကိုဝိုင်းထားပြီးဖျားစာများရွတ်ကြပါတယ်။အိမ်ကျိန်လုံးကလမ်းရွေအော်တန်၊ကခုတ်တန်၊တချင်းတန်၊ဖျားစာရွတ်တန်များနဲ့စုညံနေပါတယ်။ဖျားစာရွတ်လေးတစ်စီများကပိုကလီဖြစ်နေပါတယ်။နောက်ဆုံးမင်းကြီးရွှေလန်ဘိုးရောက်ရှိလာပြီး၆နေကနေရဲ့အင်္ဂလိပ်ဘိုးမှာတစ်စီများကိုလိုက်ရှာပါတယ်။မင်းကြီးမျက်စိထဲမှာဘာမှမရှိ၊ဘာမှမကြားရ၊သို့တော်အိမ်သားအလုံးကြားရမြင်ရပြီးအော်ဟစ်ငိုရိုးထိတ်လန့်နေရကို သူမြင်နေရပါတယ်အဲ့ဒီမှာမင်းကြီးရွှေလန်းပိုးရဲ့တာနူဖြစ်တဲ့ခင်မောင်ဆွေနဲ့ခင်မောင်အေတို့ကတတိကောင်းတော့လူငယ်များပြပြမကြောက်လန့်ကြပဲတချင်လကောင်အကလည်းကောင်းမှာတော့ကြောင့်အတာနားထောင်ပြီးပွဲကြည့်သလိုထားရွေးကြည့်ဖို့ပင်တိုက်တွန်းနေပါတယ်အံ့ဖွယ်ဖြစ်ရပါတကမင်းကြီးရွှေလန်းပိုးကသူမတွေ့ရကြံလူများကတွေ့နေရတာကြောင့်အံ့ဩနေပါတယ်သူကငေးစင်ခါတော့ကလက်မောင်းမှာဂံမရအပ်သွင်းခဲ့ပူပါတယ်ကြောက်စိတ်လုံးဝမရှိ နဂိုကလည်းတရေတစီများကို လုံးဝမကြောက်ပါကြာတော့တာသမီများတာမယာများ ထိတ်လန့်နေရကို မကြည့်ရတဲ့အစုံဖွဲ့သိမ်းထားရင် ကိုတင်ဆိုင်တာနဲ့ငှက်ကြီးတောင်တာကိုဘဲညာကန်ကတာမယာလက်ညှိုးထုတ်ပြတဲ့တရေမှာ၃ယောက်ကနေနေရများကိုဓာတ်နဲ့ဘဲညာလွှဲ၍ပိုင်းရင်ဝင်း၍တိုင်း၍ဓာတ်ရည်အစုံ ခုတ်ပြစ်လိုက်ပါတယ်နေနိုးကလည်းကလပ်ဖြူနန်းနာဘွားငါကလည်းစစ်တရေနေနိုးကအစိမ့်တရေ ကိုင်းဟာကိုင်းဟာမင်းကြီးရွှေလန်ဘုဆက်နိုင်တနိုင်ထူချွေတီချွေပေါက်ကြအောင်အိမ်ထဲမှာဒါနဲ့လိုက်ခုတ်ပစ်လိုက်ပါရင် မကြခင်တစီတရေ၃ယောက်ငေးတန်းပေါင်းအော်ဟစ်ပြီးအိမ်ထဲမှာပြေးထွက်သွားတာကိုမိသားစုဝင်များအလုံးနဲ့အိမ်ဖော်များတွေ့မြင်ကြပါတယ်။သားသမီးများကလည်းကြောက်လန့်၍အိမ်ပြင်သို့ထွက်နေကြပါတယ်။အပြင်ကအဆောက်များကလည်းဘာမှမတတ်နိုင်မလုံနိုင်ကြတနိုင်ခန့်ကြပြီးနောက်ဓားဆွဲ၍အိမ်ရှိသို့ထွက်လာတော့အခါ ကြက်ကိုင်းတန်းရွာသားများမှန်အိမ်လေးများကိုစီဆွဲကင်၍ရွာလုံးကျဘိုးချုပ်ရွှေလန်ပေါ်နှင့်အင်္ဂလိပ်တစိသေးရဲမတို့တိုက်ပွဲကိုလာရောက်ကြည့်ခဲ့ကြမှန်းသိရပါတော့တယ်မင်းကြီးရွှေလန်ပေါ်ကရွာသားများနဲ့အဆောင်မြောက်ခေါ်၍ပြလိုက်တဲ့အခါမှာတော့ရွာသားများကအိမ်ချန်းကင်းပေါ်မှာ နေရဲလက်ဆက်တဲ့သူကများကိုထူးဆန်းစွာတွေ့မြင်ကြပါတယ်သူကများကိုမြင်ကြတဲ့အခါရွာသားများအံ့ဩကြကုန်ပြီးနောက်အိမ်ကြီးရဲ့ကြောက်မက်ဖွယ်နောက်ခံရာဇဝင်ကို မင်းကြီးဗိုလ်ချုပ်ရွှေလန်းဘိုအားပြောပြလိုက်ပါတယ်။တခါတော့ကဤဘိုတဲ့အင်ကြီးမှာမျက်နှာဖြူမင်းကြီးတူမိခင်မရှိကြတဲ့တမီးချော့သုံးနဲ့တူနေထိုင်ခဲ့ပါတယ်။တမီးသုံးကအပျော်ပါကို အလွန်လိုက်စားပါတယ်။မျက်နှာဖြူမင်းကြီးကရက်ဆက်ကြံကြုတ်ပါတယ်။ရခိုင်အလုတ်သမားများကိုရရက်ဆက်ဆက်ညှင်းဆဲပါတယ်။သူကြောင့်တားရီထူပြောလာတဲ့တောင်ကုတ်တောင်ကြားလမ်းဖောက်ရမှာရခိုင်လူမျိုးများလှုပ်သားများစွာကို ကြားစာကြက်တက်စာဖြင့် သိဆုံးခဲ့ရပါတယ်။တနေ့မျက်နှာဖြူမဲကြီးကတမီးကြီးစုံမွေးနေ့ကိုကပွဲများစားပွဲတောက်ပွဲများနဲ့ဒီအိမ်မှာခမ်းနားစွာကျင်းပပါတယ်။တမီးချော့သုံးစလုံးလှပစွာဝတ်စားပြီးပျော်ရွှင်စွာတညလုံးကားခုံနေစဉ်ရခိုင်တော်လိုက်ရေးတမားလူငယ်များက ခေါ်ရခါတားများနဲ့ဝင်ရောက်ခုတ်ပိုင်းတိုက်ခတ်ခဲ့ရာ သုံးစလုံးသိဆုံးသွားခဲ့ပါတယ်။တော်လိုက်ရေးတမားများကိုအဆောင်များကလက်နက်များဖြင့်ဝိုင်းပစ်ကြတော့လေတရားမှမမိလိုက်ကြ ဖခင်မျက်နှာဖြူမဲကြီးလဲသမီး၃ယောက်ရဲ့အဖြစ်ဆိုးကိုမျက်စိရှိမှမမြင်ရတဲ့အခါရုတ်တရက်ယူသွတ်သွားပြီးခြောက်လုံးပြူတနတ်နဲ့သူ့နှက်ထည်သူတေးပြစ်ပြီးအဆုံးစင်သွားခဲ့ပါတယ်။အဲဒီနောက်အလောင်းချစ်ထက်နေတဲ့အီအင်ဂျီကလူသူမနေရဲလောက်အောင်အစိမ့်တွေတစီတရဲများခြောက်လိုက်ရခြင်းဖြစ်ကြောင်းမင်းကြီးရွှေလန်ဘိုးအပါဝင်အားလုံးသိကြတဲ့အခါမှာတော့မကြခင် မင်းကြီးရွှေလန်ဘိုးတို့မိသားစုဖုန်းတော်ကြီးအပါ30ပင်ဖဲ၍အနေရခင်ပြည့်တရားနာခဲ့ပါတယ်။ ကြောက်ကိုင်းတဲ့ရွာလုံးကျုပ်ကိုလည်းတည်တံ့ဖိတ်၍ဒါနပြုတ်ခဲ့ပါတယ်။အဲ့ဒီလို အနေရခင်ပိတ်ရိတ်တရားနာအမျှဝေပြီးတဲ့အချိန်မှစပြီးတက်စီများလည်းမချောက်တော့အဲ့ဒီအချိန်မှစပြီးတက်စီတရဲနဲ့ပတ်သက်တဲ့ရွှေလန်ပူဆိုပြီးရခိုင်သားတို့ပတ်ဆက်ပြားမှနာမည်ကြီးနေပါတယ်။နောက်တစ်နေ့ရောက်တဲ့အခါမှာတော့မျက်နှာဖြူရေးပိုင်ကလူကြုံနဲ့အခေါ်လွတ်လိုက်ပါတယ်။မင်းကြီးရွှေလန်ပူကိုမျက်နှာနဲ့မျက်နှာဖြူတရဲတက်စီများကို ခုတ်တဲ့ဓာများအောင်အံ့ရပြောပါတယ်။ ။ဒါအပြင်ရခိုင်မြို့သားများအားမစည်းရုံးရလေသတိပေးခဲ့ပါတယ်။အဲဒီနောက်ရွှေလံပိုအောင်နေစဉ်အရေးပါရုံမှလက်မှတ်ထိုးရန်မြန်မာစစ်ဝေတစားများကို လုံးဝမဝေ့ရန်စသည့်ဖြင့်အကြက်ကန်ပညတ်ခဲ့ပါတယ်။မင်းကြီးရွှေလံပိုကဒီကိစ္စများအတွက်မခံမရဖြစ်ခဲ့တော့လေသူ့အမိခွန်းကြီးရဲ့မိသားစုအားလုံးရဲ့ညနောင်ငယ်၍ခေါင်းငုံလျှော့ပေးခဲ့ရပါတယ်။တနေ့သောအခါမင်းကြီးရွှေလံပိုကနိုင်ကပတ်တို့မြင်းစေးလာခဲ့ပါတယ်။ ခါတိုင်းကဇနီးတဲ့ခင်မုံမှာပါလိရှိပါတယ်ခင်မုံကရခုက ကိုလေးလက်ဝန်ရှိနေကြအောင်မလိုက်နိုင်ခဲ့ပါစစ်တွေမျိုးအဝင်သဒ္ဒနာကိုရောက်တဲ့အခါညနေဖြူခြေပိုင်ကဒုက္ခကလေးတရရန်နဲ့လမ်းလျှောက်လာနေပါတယ်အရေးပိုင်အနောက်မှာလည်းခေါင်းမောက်ဆတလူလူနဲ့ဇကပြန်တူပါပါတယ်ဂူမော်နီရွှေလန်ဘုံရွှေလန်ဘုံကတုတ်ပြန်စကားဖြင့်အရေးပိုင်ကိုနှုတ်မဆက်ပဲမိကုံးတစ်ခုကိုကောက်မေးလိုက်ပါတယ် ခမရဂွန်မော်နီကိုအသာထားပါကျုံမသိလို့မေးပြစီခမရတို့ဘာကြောင့်တစေ၆တဲ့အင်ကြီးမှာကျုပ်တို့မိသားစုထားရပါတလဲအဲ့ဒီမှာရေးပိုင်က ရွှေလံဘိုတက်တိကောင်းနေဆိုပြီးတမင်ထားရပါတယ်ဇကုတရေမြတေသွားကြောင်သိရပြီးကျွန်ုပ်ဝမ်းသာပါတယ်ခက်ရှင်ရှင်အသာကလေးထဲ၍ပြောလိုက်ပါတယ်မင်းကြီးရွှေလံဘိုရှင်ထဲမှာထောင်းကနေဖြစ်သွားပြီးမင်းတို့တပတ်လှည့်လိုက်ကမျက်နှာပြူရေးပါမျက်နှာအောင် ်ငင်းမောင်မနေ၍ခြေနှင်းဆောက်ခံပြလိုက်ပါတယ်။အရေးပိုင်ကပြင်းထန်သောကန့်ချက်ကြောင့်ရေစင်းရဲ့ခြောက်ထဲသို့ဝုန်းကနေထိုးကျသွားပါတယ်။နောက်လိုက်တဲ့ပဲစကက်ပြန်ကရေထဲကျသွားတဲ့သူ့တခင်အရေးပိုင်အားတုတ်သီးတုတ်ပြားနဲ့ဆယ်နှစ်ရဲ့မြင်ကွင်းကိုမကြည့်တော့ပဲမင်းုံတုံးဆိုင်၍နှင်းသွားပါတယ်။အဲ့ဒီမှုနဲ့ပတ်သက်ပြီးဘိုးကျောက်ရွှေလန်ဘိုးအားမန်အောင်ကျွန်းသို့ပြောင်းရွှေ့လိုက်ပါတယ်။ရွှေလန်ဘိုးကဇနီးတဲ့မိဖွားပြီးဆဲရတာရှိနေသေး၍ ခိတဆိုင်ငံပါရင်မေတ္တာရက်ခံပါတော့လေမျက်နာဖြူများကရွှေလန်းဘုကိုအဲ့ဒီအချိန်မှာစပြီးတနည်းအားထဲမှာပုံတည်မထားတော့ပါ6လတကာရံပြေကျွန်းကြောက်ဖြူမြို့ဟောင်းဘူးတီတောင်စသည်ဖြင့်ရခိုင်ပြည်နယ်မှာ၁၀နှစ်အထိအကျဲချုပ်ထားခဲ့ပါတယ်ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လီကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနားဆင်အားပေးကြတဲ့ပြိတ္တများအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင် နောက်နေ့မှလည်းဘလူဇလန်လေးကိုတင်ဆက်ပေးမယ်ဆိုတော့ပရိသတ်များကစောင့်မျှော်အားပေးကြပါအောင်ရှင်ဇလန်လေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်ကျမတို့ channel လေးမှာတင်ဆက်ပေးနေဇလန်မြောက်နားဆင်ရင်ပရိသတ်များအားလုံးဘဝအမောများပြည့်ပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်